တကယ်တော့နှစ်တိုင်ပါပဲမနေ့ကလည်းဒီမှာပါပဲအဲမနေ့ကလည်းရန်လေးနဲ့ပဲပြည်သာပဲပြီးတာလေအခုရဲ့ဒီမှာပြည်သာပဲပြီးတာမရောက်ပါဘူးငါသိပြီးတာအဲမစရော်ဟောဒါဟိုအရင်ကတည်းကလေအလုတ်တူလုတ်လာခဲ့တဲ့ဟာကြတော့ဒါတိုင်ပြီနေကြအလုတ်ဆိုလည်းမရောက်ကတိုင်ပြီနေကြသွားရည်လည်းတိုင်ပြီနေကြဆိုတာကအခုချိန်ထိပေါ့နော်တကယ်ချင်းဘုရားခေါ်မကွဲတဲ့တငယ်ချင်းတချို့တငယ်ချင်းအခြေခံကွဲသွားကြရှည်တယ် ဒါနှစ်ပေါင်း40 40 40ရှိပြီဘူဖုန်းတွေကိုကြည်ပါ GOLD ကိုတွေ့ရတယ်တင်ရွှေဆွဲပြစူပိုင်ရှင်ကြီးဖြစ်ပါပြီရွှေဆွဲပြထုတ်နိုင်ဖို့အဖုန်းတွေမှာ hotline နံပါတ်ကိုချက်ချင်းဆက်သွယ်လိုက်တော့နော်ဒီနေ့တော့ကျွန်တော်ငွေနေအစီအစဉ်စီယုံရဲ့27ပြည်မြောက် အဲမာဘုံဒင်းပေါ့ကွဲကွဲနေပေါ့နော်ဒါဘုံဒင်းအတွက်ကိုကျွန်တော်တို့ကဒါလာပြီးတော့မှတူရနေတာဖြစ်ပါတယ်ပြီးတော့ဆုံးနေလောက်နေပြီးတော့ပုံမုံတွေဆုံးကတ်တယ်ပေါ့အဲ့တော့ကိုလာပြီးတော့အပ်ပြတာပါတကယ်တော့နှစ်တိုင်းပါပဲမနေ့ကလည်းကြီးမှာပါပဲအဲမနေ့ကလည်းရန်လေးနဲ့ပဲပြည်သာပဲပြီးတာလေအခုရဲ့ဒီမှာပြည်သာပဲပြီးတာမရောက်ပါဘူးငါသေးပြီးတာမင်းအတိုင်းမင်းဖြစ်ပါတယ်ကျွန်တော်တို့ဆိုအဲ့လိုပေါ့လို့တခုကဟိုဥက္ကဋ္ဌဟိုရွေးချယ်စီအောင် လို့ဆိုလို့ရှိရင်ကျွန်တော်တို့ကအမှုဆောင်တွေလည်းဖြစ်တော့အများနဲ့တွေ့ပြတယ်တွေ့ပြတဲ့ခါကျတော့တွေ့တဲ့ခါကျမှစုပြေတွေ့ပြကြလိုက်အဲ့လိုမျိုးအဲအဲ့ဒါကြောင့်မလို့ဟိုပွဲသွားလဲအဲ့လိုအတိုင်းပဲဖြစ်တာပေါ့နော်အဲ့အဲ့လိုပဲဘာဝင်မဘာရဝင်မပေါ့အဲ့လူမဆိုလက်တူအတိုင်းမတူဖြစ်ပါလားပဲသောသောပေါ့ပဲသောသောပဲလာလာပေါ့နှစ်ယောက်တူပါတဲ့အခီးမျိုးဆိုလို့ရှိရင်ပုံပြီးတော့တိုင်ပင်ဖြစ်တယ်အဲပွဲလေးလေးပူလောင်လို့စဉ်းစားဖြစ်တယ်ပေါ့အဲ့လိုအဲမစရဟောဒါဟိုအရင်ကတည်းကလေအလုပ်တူတူလုပ်လာခဲ့တဲ့ဟာကြတော့ ဒါတိုင်ပင်နေကြအလုပ်ဆိုတဲ့နှယောက်ကတိုင်ပင်နေကြသွားရည်တဲ့တိုင်ပင်နေကြဆိုတာဒါအခုချိန်ကြည့်ပေါ့နော်တငယ်ချင်းဘုရခေါ်မယ်မကွဲတဲ့တငယ်ချင်းတချို့တငယ်ချင်းအခြေကွဲသွားကြရှိရတယ်ဒါနှစ်ပေါင်း50 50လား50ရှိသုံးမဆူရလည်းမပါဘူးတောင်းတောင်းကတော့မောင်နှမလိုနေတော့လေအဲသတိပိဒါလည်းရှိကြပါသူလည်းကိုယ်သတိပိကိုယ်လည်းသူ့သတိပိပေါ့အဲ့လိုမျိုးပေါ့ အဲ့လိုတတိပိတာလေးဆိုရှိပါတယ်အဲ့လိုစောင်းစောင်းနေတာမြင်လို့ရှိရင်တဲ့ပြလိုက်တာမျိုးအဲ့လိုအဲ့လိုမျိုးပါအဲမဟုတ်လို့ရှောက်ပြောရှောက်ပြောရလားသူစောင်းနေတာသူမစောင်းသူအမြဲတမ်းတဲ့အဲ့လိုဆိုအဲ့လိုပေါ့တကယ်တော့ဟိုအမြဲတမ်းဟိုကုညီဖေးမှမှုတော့ရှိရရှိတာပေါ့ဟိုအဲ့လိုအဲ့လိုမျိုးတွေရှိပါတယ် အဲ့လိုပဲပေါ့ကျွန်တော်တို့ကားရတဲ့အခါမှာဖြစ်ဖြစ်ပေါင်းစင်းဆက်ဆက်ရင်ပဲဖြစ်ဖြစ်အဲအဲ့လိုပွဲတစ်ခုမှာဖြစ်ဖြစ်ကားရတဲ့အခါပဲဖြစ်ဖြစ်ကျွန်တော်တို့အာတူခုလို့မဆိုဘလူးဘလူးအပြောတွေခံနိုင်ရှိလဲဘလူးအပြောမခံရအောင်လုပ်မလဲအဲ့လိုမျိုးမှန်တာဘယ်ကဘယ်ရန်ပူမှန်လဲဘလူးလို့မှားမှာလားဘလူးလို့အပြောတွေခံရမှာလားဆိုတော့အမြဲတမ်းစဉ်းစားဟိုခောက်တော့ခောက်ပြန်စဉ်းစားတွေးတော့တိုင်မင်ပြီးတော့မှအဲ့လိုတခုစလို့ဖြစ်ပါတယ်အဲကားရပဲဖြစ်ဖြစ် အဲပွဲသွားတာပဲဖြစ်ဖြစ်အဲစကားပြောတာပဲဖြစ်ဖြစ်ပေါ့လေအခုလေဒီ interview မလုပ်ခင်မှာကျွန်တော်ဘာတွေမဖြေပါဘူးဆိုသူချုပ်ပြောထားတယ်လို့ပေါ့နော်အဲ့လိုမျိုးလေးတွေပေါ့အဲတိုင်မြင်ဖြစ်တယ်အဲဟိုအဲ့ဒါမှလည်းကျွန်တော်တို့ကြီးတဲ့ပြည်သက်ကလည်းကျွန်တော်တို့ဘုံမှာချစ်ခင်တဲ့စိတ်ကရော့တော့မှာမဟုတ်ဘဲနဲ့ကျွန်တော်တို့ရဲ့အဲ့လိုပေါ့အမြဲတမ်းပြင်ဆင်ပြီးပြောဆိုတဲ့ဘုံမှာသူတို့ကလည်းကျွန်တော်တို့လက်ခံမှာပေါ့နော်ပြင်ဆင်ရောဘယ်လိုမျိုးလဲသူတို့ပါပဲသူပါပဲသိကြည့်တာသိသိရတာဖုတ်ခဲ့တယ်အင်းဖုတ်ခဲ့နော်တကယ် တော့သူတော့သူသူကနေသူလာတာပေါ့ဗျာငငယ်တို့တို့ကြီးကောင်းတယ်အသက်ကြီးတဲ့အခါမှာအဲ့လိုငငယ်တုန်းကအာဟိုကူလာတဲ့အစီတွေပေါ့ဗျာကူလာတဲ့အစီတွေချရတာကူလာတဲ့အစီချရတဲ့အခါမှာအဲ့လိုပဲအဲကြည့်လို့ရှိလို့ရှိအောင်ပေါ့အဲဟိုအဲခံခံကြမှုလေးရှိအောင်တိုက်ရမှုလေးရှိအောင်အဲ့လိုလိုတော့ထင်းသေးရပါတယ်ဟိုပိတ်တဲ့နဲ့အများကြီးချစ်တူနေတဲ့ဟာကြတာလို့အသက်ရည်ပြောင်းလို့နော်ဒါကွဲရတာပေါ့ ါဒါလည်းအမှုပညာကိုချစ်လို့အမှုပညာကိုဆက်လုပ်နေလို့ဒါလည်းလုပ်မရဘူး။ပုံမှန်အနေထားဆိုရင်တော့ဒါအဲ့လို့စမ်းလို့လေ။ဒီစင်ကဝေးအရင်မတက်တဲ့နေရာမှာပါရနေတူတယ်။ကြည့်လိုက်တော့အဲ့ဒါမျိုးရိုးနဲ့လည်းဆိုင်တယ်။အစတော့အဲ့ဒီပေါ့ညီမလည်းအကုန်လုံးကအဲ့လိုပဲ။အဲပုံတိတ်ချင်တော့ဝေးမတက်ဘူး။